ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ Sport Eduzi ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တရင်ကတော့ Inter Milan Barcelona တို့ရဲ့ San Siro တိုက်ပွဲမှာဘယ်သူအောင်ပွဲခံနိုင်မလဲ Man United ကို Champions League ပေးမကစားပဲ Europa League ပဲဆက်ကစားစီခြင်းနဲ့ Arsenal ကနေဝင်နီးပြကြီး Saliba ရဲ့ပြောင်းရွှေ့ခြင်းကိုတည်ခဲ့ရတဲ့ Arsenal စားတဲ့တရင်များပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ပတ်မှာဆေးလုံရှားစရာ Burma ချုပ်ပွဲစဉ်ပြီးမှာ Inter Milan နဲ့ Barcelona တို့ဟာယနေ့ညမှာ Champions League Semi-final ဒုတိယချုပ်ပွဲစဉ်ဖြစ်ရှင်းနိုင်သွားကြတော့မှာဖြစ်ပါတယ် စပိန်မြေမာ6ကိုအထိရှိခဲ့ကြတဲ့ပွဲပြီးယနေ့ညဆန်စီရိုမှာဒုတိယအကြိုဖြစ်တွဲဆုံရှင်ပိုင်ကြမှာဖြစ်ပြီးအင်တာဟာဥရောပဖလား၄ချိန်မြောက်ဘာစီလိုနာက6ချိန်မြောက်ဖလားရရှိဖို့ကြိုးပမ်းချက်မှာဖြစ်ပါတယ်။အင်ဇာဂီရဲ့အသင်းဟာနောက်ဆုံးချန်ပီယံလိအိမ်ခွေ15ပွဲမှာရုံးပွဲမရှိခဲ့ပေဆန်တဲ့ပွဲထိအနာရခဲ့တာကြောင့်အိမ်ခွေမှာကျောတဲ့အသင်းဆိုတာထင်ရှားပါတယ်။တမန်ကြောင့်ရလေအင်နာမီလန်ဟာအင်္ဂွေမှာနောက်ဆုံးကစားခဲ့တဲ့ဆင်မီဖိုင်နယ်ဆက်တဲ့ပွဲမှာ၉ပွဲအထိအနိုင်ရခဲ့တာဖြစ်ပါတယ်။နှစ်ဖက်အတင်းတရင်မြောင် အင်နာမီလာမမှာဗရမာကျောတကောင်ကျောထိုင်ရန်ရခဲ့တဲ့လော်တာရိုမာတီနက်စ်ရဲ့ကြံ့ခိုင်မှုအတွက်စိုးရိမ်နေရပြီးနောက်ခံလူပါဘတ်ကလည်းဘာဝင်ကစားပေးဖို့မရည်မရဖြစ်နေပါရီဂွိလက်လူဟာကန်ကဲဟာနိုလူကတော့ပြည်တွင်းပွဲမှာပြည်တန်ကြားခံရပြီးတဲ့နောက်ဘာဝင်ကစားပေးနိုင်မှာဖြစ်ပြီးဒန်ဖရီမာဂတူရန်အမ်ကီဒါရန်ကိုတမားရန်ဆိုမားတို့ပွဲထွက်လူစင်းနဲ့ပြန်ပါလာနိုင်မှာဖြစ်ပါရီ ဘာစီလိုနာနေပြဟန်စီဖလက်ကဒူရီယာကျော့ပွဲအတွက်ပြီးခဲ့တဲ့ပတ်လာလီဂါပွဲမှာလူစင်းကိုအများပြအပြောင်းလဲပြုလုပ်ခဲ့ပြီးဒါစတီဂျန်ကကာလာရှီအနားယူနေရတာနဲ့ပထမဆုံးချိန်ပြန်ပါဝင်လာခဲ့ပါတယ်။အတွေ့အကြုံများစွာရှိတဲ့ရှက်စနီကဂိုးပေါက်မှာပါဝင်လာနိုင်ပြီးလမိုင်းရာမဲရာဖင်ညာကိုပါစီရိုကလည်းဆန်စီရိုကပွဲမှာပြန်လဲပါဝင်လာနိုင်ပါတယ်။ဒါပေမဲ့လည်းပထမဦးစားပေးနောက်ခံတောင်းမန်လူတွေဖြစ်တဲ့ဂျူးစ်ကွန်ဒီနဲ့အလဟန်ဒရိုပါဒီရိုကဒဏ်ရာကြောင့်လွဲချော်မှာဖြစ်ပါတယ်။ ဘာစီလိုနာအတွက်တရင်ကောင်းကဝိုင်းတိုက်စစ်မှုလို့ဒေါ်စကီအချိန်မီကြန့်ခိုင်မှု ပြန်လည်ပြေးဝလာပြီးအရန်လူစင်းမှာပေါဝင်လာနိုင်တာဖြစ်ပါတယ်။ဖြစ်နိုင်ပွဲပွဲထွက်လူစင်းအင်ဒါဆိုမာဘစ်ဆက်အစာဗီဘတ်စတိုနီဒမ်ဖရီးစ်ဘာရဲလာဂေဟာလိုနိုအမ်ခီတာရန်ဒီမာကိုအနာတိုဗစ်ဒူရန်ဘာစီလိုနာရှက်ဇနီဂါစီယာအာရာအူဟိုကူဗာစီမာတီနက်ဒီယုံဘက်ထရီရာမေအိုမိုတော်ရက်စ်ရာဖီညာ ပွဲကြိုသုံးသက်ချက်ဒီနှစ်သင်းကြားပြမကျော်တွေ့ဆုံမှုကတစ်ဖက်သုံးခုစီရှိကြတာကြောင့်ဒီဒီချိန်မှာလဲနောက်ထပ်အတွင်းခုတွေမြင်ရမှာသိကြပါတယ်ပုံမှန်ခြေစမ်းပြောက်ဆုံးနေပြီးအသက်အရွယ်ရနေတဲ့အင်တာနောက်တန်းကတခါတော့ကချစ်လက်ခဲ့ပေမဲ့လဲဘာစီလိုနာရဲ့ငွေရွေးပြီးထမြတ်တဲ့တိုက်စစ်အတွက်ထိုးပေါ်ရရေကူစီမှာဖြစ်ပြီးကက်တလန်သားတွေကဆန်စီရိုမှာကြီးမားတဲ့ဥရောပအဝေးခွင်းနိုင်ပွဲနဲ့ဘောလုံးပွဲကိုတက်ရောက်သွားနိုင်ဖို့အများကြီးပါတယ်ဘာစီလိုနာကငကိုတခုနဲ့အနိုင်ရသွားနိုင်ပါတယ် အာဆနယ်ကနေဝင်ပြီးပြကြီးအာဆယ်ဝင်ကားက Manchester United နဲ့ Tottenham Hotspur ရဲ့ Europa League ဘောလူပွဲဖြစ်ဖို့များနေတဲ့အချိန်မှာ UEFA ကို Champions League ဝင်ခွင့်စီးမင်းနဲ့ပတ်သက်ပြီးပြန်လည်သုံးသပ်ဖို့တောင်းဆိုခဲ့ပါတယ်။2025 Europa League ဘောလူပွဲဟာအင်္ဂလိပ်အသင်းနဲ့တင်ကြားတိုက်ပွဲဖြစ်လာဖို့များနေပြီး Man United နဲ့ Spurs တို့နှစ်သင်းစလုံးကအမပီစီယာအောက်ပိုင်းမှာရပ်တည်နေကြတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကစီမီဖိုင်နယ်ပထမကြော်ပွဲမှာအက်တလက်တစ်ဘီဘာကိုအင်္ဂွေမှာ3ကိုပြတ်အနိုင်ရခဲ့တယ်လို့စပါးစ်ကလည်းဘိုဒိုဂလင်းရှ်ကို3ကိုတကုန်းနဲ့အနိုင်ရခဲ့ပြီးမေလာ24ရက်နေ့ဘောလူပွဲကစားမယ့်နှစ်သင်းကတည်တာထင်ရှားနေကြတာဖြစ်ပါတယ်။ယေရမလီချန်ပီယံဖြစ်တဲ့အသင်းဟာနောက်ရာသီချန်ပီယံလိဝင်ခွင့်အလိုလျောက်ရရှိမှာဖြစ်ပြီးအာဆေဝင်းကားက UEFA ရဲ့အဲ့ဒီစီးမြင်းနဲ့ပတ်သက်ပြီးသဘောမတူဖြစ်နေတာဖြစ်ပါတယ်။ နောက်ဆက်လက်ကုနေခရေကယူရိုပါလိချန်ပီယံတွေဟာချန်ပီယံလိထားရဲ့ဝင်ခွင့်ပေးရခြင်းခံခဲ့ရတာဖြစ်ပေမဲ့အာဇဝင်းကားကအခုချိန်ကြားမှာအရိပုံလံကမမှန်ဘူးလို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ UEFA စီမင်းရအဆင့်15 16နေရာမှာတတိယတည်နေကြတဲ့ Man United နဲ့စပါးတို့ကတသိန်းကလာမယ့်ဟာဒီချန်ပီယံလိမှာပြန်လည်ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဂျေရပါလီရထားတဲ့အသင်းကနောက်ရစီချန်ပီယံလိဝင်ခွင့်ရတာကအမှန်ကတည်းကရလာလို့မေးမြန်းခဲ့ရမှာအာဆယ်ဝင်းကား မမမှာဘူးတို့တွေနောက်ထပ်တစ်ချိန်ယူရိုပါလိမှာပဲအလိုလျောက်ဝင်ခွင့်ရတင်ပါတယ်ချန်ပီယံလိဝင်ခွင့်ဘေးစရာမလိုပါဘူးအထူးသဖြင့်ခင်ဗျားက၅သင်းဝင်ခွင့်ရထားတဲ့ပရီးမီးယားလိမှာကစားနေတဲ့အခါမှာပေါ့ဒါက UEFA အနေနဲ့ပြန်စင်းစားပြီးတုံ့တက်တင်တဲ့ကိစ္စလို့ထင်တယ်အခြားတစ်ဖက်မှာလည်းလူတွေကယူရိုပါလိပြိုင်ပွဲကိုစက်ပြီးစိတ်ဝင်စားအောင်ကစားရတာစိတ်ပွားအောင်အာယုံဆိုင်အောင်စုအနေနဲ့ချန်ပီယံလိဝင်ခွင့်ဘေးတင်တယ်လို့ပြောကြမှာပါလို့ပြောဆိုခဲ့ပါတယ် အတနာတိဗီမာကိုအင်ဂွင်းဆမ်မာမစ်စ်မှာဒီရာသီယူရိုပါလိဘောလီဘွဲကိုကျင်းပသွားမှာဖြစ်ပေမဲ့အင်္ဂလိပ်ကလပ်အသင်းနှစ်သင်းတွေမှာဖြစ်တာကြောင့်ပရိသတ်တွေအတွက်သွားရေးလာရေးအစဉ်ပိုပြင်းမဲ့ကွင်းမှာပြောင်းလဲခြင်းမှာတင်တယ်လို့ပရိသတ်များစုကပြောဆိုနေကြပါတယ်။ဒါပေမဲ့လည်း BBC ရဲ့ဖော်ပြချက်အရ UEFA ရလူပေါင်း9000တထောင်ဝင်ဆက်တဲ့ဗီမာကိုအင်ဂွင်းကနေဒီချိန်ကျမှတခြားကွင်းပြောင်းလဲခြင်းပါဖို့အစီအစဉ်မရှိဘူးလို့သိရပါတယ်။ ရီယယ်မက်ဒရစ်သင်ဟာအာဆင်နယ်နဲ့အတူထိပ်တန်းဆွေးဆန်းဆောင်ပြီးပြသနေတဲ့ဝီလျံဆာလီဘာကိုလာမယ့်နေရာတီထိပ်တန်းပြည့်မဲ့ဖြစ်တတ်မှတ်ထားတယ်လို့သိရပါတယ်ဆာလီဘာဟာအာဆင်နယ်နဲ့စာချုပ်တက်တန်းနှစ်နှစ်တာကြံရှိတော့တာကြောင့်ရီယယ်မက်ဒရစ်ကအဲဒီအခြေအနေကိုအခွင့်အောင်းယူဖို့ကြိုးပမ်းနေတာဖြစ်ပြီးပြင်သစ်တောက်ခံတို့ကတော့ချန်ပီယံလိစင်မီဖိုင်နယ်ဒူရီယာချော့ပွဲစဉ်ကိုသာအပြေးအဝအာရုံစိုက်နေတာဖြစ်ပါတယ်။ရီယယ်မက်ဒရစ်ဟာဆာလီဘာရဲ့အေဂျင့်နဲ့ရတ္တပတ်အနည်းငယ်ကြာပြောဆိုဆွေးနွေးမှုတွေဖြစ်လို့ခဲ့တာဖြစ်ပြီးစေဝင်စားမှုတွေကအခိုင်အမာရှိနေတာလည်းဖြစ်ပါတယ်။ အာဆင်နယ်ကတော့ပရီးမီယာလိဘလားကိုရယူနိုင်ဖို့၃နှစ်ဆက်တိုက်နှိစက်ခဲ့ပြီးနောက်လာမယ့်အသီးမှာအရယူဖို့အတွက်တိုက်စစ်ကိုအင်အားဖြည့်တင်းဖို့သာလိုအပ်တော့ပေမယ့်အဓိကကစားသမားတွေကိုထိန်းသိမ်းဖို့ကလည်းထပ်တူထမ်းမရအရေးကြီးနေတာဖြစ်ပါတယ်။ဝီလျံဆလီဘာအတွက်အာဆင်နယ်ကပြောင်းရွှေ့ချေတက်မှတ်ဖို့ငင်းဆန်ခဲ့ပေမဲ့လေရီယယ်မက်ဒရစ်ကအပေါင်း85တန်းဝင်းကျင်နေဆိုရင်ခေါ်ယူလို့ရနိုင်လိမ့်မယ်လို့ယူဆထားတာဖြစ်ပါတယ်။အီတလီဝိုင်းနေပြအန်စလော့တီယာရီယယ်တဲ့နယ်လန်ခွဲဖို့နှစ်ဝါးဖြင့်သဘောတူညီမှုရသွားပြီလို့သတင်းထွက်နေပါတယ်။ ပြီးခဲ့တဲ့ April လတွင် Real တင်ဟာ Champions League Quarter Final ကနေထွက်ခဲ့ရတယ်လို့ Spain ဘီယင်ဖလားဘောလုံးပွဲမှာလေအဓိကပြိုင်ဘက် Barcelona ကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက် Ancelotti Real ကနေထွက်သွားတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ Brazil ဘောလုံးဖက်ချုပ်ဟာလက်လက်နေတဲ့ Leverkusen ရဲ့တင်နီပြာရာတို့အတွက် Ancelotti ကိုချိတ်ဆက်နေပြီး Ancelotti 2026ကမ္ဘာဖလားပြိုင်ပွဲအပြီးထိ Brazil တင်းကိုကင်တွယ်ဖို့သဘောတူညီမှုရထားပြီလို့လည်း media တွေကဖော်ပြခဲ့ကြပါတယ်။ ရေယာကနေထွက်သွားဖို့အန်စလော်တီနဲ့အတင်းတာဝန်ရှိသူတွေကြားမှာဆွေးနွေးမှုတွေပြုလုပ်နေပြီးရေယာတင်ဟာအန်စလော်တီကိုစာချုပ်လက်ကျန်တက်တန်းအတွက်လာစားငွေပေးချေဖို့ရှိမရှိဆိုတဲ့အချက်ကအဓိကကြားနေပါတယ်။အသက်၆၅နှစ်အရွယ်ရှိပြီဖြစ်သူအန်စလော်တီက2023ဒီဇင်ဘာလကမှရေယာတင်နဲ့2026ခုနှစ်အထိစာချုပ်တက်တန်းတိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းနမကျော်ဒီ Athletic website ကတော့ Real နဲ့ Ancelotti တို့ဟာနှုတ်သဘောတူလမ်းခွဲဖို့သဘောတူညီမှုရသွားပြီးတခြားသက်ဆိုင်တဲ့ကိစ္စတွေကိုဖြေရှင်းပြီးရင်ဒီတရင်ကိုတရားဝင်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ Real တင်းဟာ Ancelotti နဲ့လမ်းခွဲမဲ့တရင်ကိုဒီရာသီမကောင်းခင်မှာပဲချိန်ညာသွားဖို့ရှိပြီးအများဆုံးကတော့လာမယ့်တရင်ကနေတည်းကြရင် Barcelona နဲ့ကစားမယ့် El Clasico La Liga ပွဲပြီးမှထုတ်ပြန်သွားဖို့ရှိနေပါတယ်။ အဲဒါကြောင့် reacting ဟာဇွန်လ14ရက်ကျရင်အမေရိကန်မှာကျင်းပမယ့် FIFA ကလပ်ကမ္ဘာပလံပြိုင်ပွဲမတိုင်ခင်နေပြားတဲ့တူရှာဖွေရတော့မှာဖြစ်ပြီးလေဘာကုစနေပြားအလွန်ဆိုကိုနေပြားတဲ့ခံအနိုင်ဖို့နေဆက်နေပြီဖြစ်ပါတယ်အခုလိုမျိုးတရေုံတရေတို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport ATC YouTube Channel လေးကို Like and Subscribe ဖြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးတို့ပဲတင်ရှိပါရစေခင်ဗျာ